ပုတ်လီယိုရဲ့ပုတ်ခီလန့်အစရက်ဆွဲများ2025ခုနှစ်မေလ10ရက်နေ့ကခါတိုင်းနေ့တွေနဲ့မတူဘဲတမိုင်းဝင်နေ့တူးနေ့မြတ်တရက်ဖြစ်ခဲ့ပါတယ်။အကြောင်းကတော့ Vatican City ကစိန့်ပေတာဘုရားကျောင်းယဉ်ပြင်ရှိမှာထောင်ပေါင်းများစွာသောလူတွေစုယုံရောက်ရှိနေကြပါတယ်။သူတို့ရဲ့မျက်ဝန်းအစုံမှာမျော်လင့်ခြင်းတွေပြည့်စုံပြီးကောင်းမွန်တဲ့အပြောင်းလဲတွေအတွက်အသင့်ဖြစ်နေကြပါပြီ။ကနေဒါဝန်ကြီးချုပ် Matt Carney ကတော့မိဂူဖြူတွေက ပုတ်ရဟန်းမင်းကြီးအသည့်ရဲ့အာဏာဆက်အစပြုရာစီးလုံးညီညွတ်မှုနဲ့မျောလင်းချက်တို့ပြန်လည်မွေးဖွားရာအခိုက်အတန့်ဖြစ်တယ်လို့ထုတ်ဖော်ပြောခဲ့ပါတယ်။ဒါဟာဘာကြောင့်မလဲ။သူတို့ဘာကိုမျောလင့်စောင့်စားနေကြပါလဲ။သူတို့ငန့်လင့်နေသူကဘယ်သူလဲ။ဒီလူတွေစုယုံရောက်ရှိနေတာကတခြားတော့မဟုတ်ပါဘူး။ကက်သလစ်ဘာသာဝင်တို့ရဲ့ပုပ်ယဟန်မင်းကြီးတာသနာခေါင်းဆောင်နိုင်ငံရေးရာအကြီးအကဲဖြစ်သူ268ရောင်မြောက်တော့ ုတ်ရဟန်းမကြီးအဖြစ်တင်မြောက်ခံရသူကိုအယုတိပေးကြဖို့ပဲဖြစ်ပါတယ်။ဟုတ်ပါတယ်သူတို့နဲ့အတူငိမ့်ချန်တာယာမှုသာရတီပါစေဆိုတဲ့နှုတ်ခွန်းဆက်စကားနဲ့ပုတ်ရဟန်းမင်းကြီးအဖြစ်ရွေးချယ်ခံရသူပုတ်လီယိုဖူတီဟာလာတာဆောင်ပေါ်မှာထွက်ပေါ်လာပါပြီ။တောင်းတောင်းဖြတ်ဖြတ်သောကြိုဆိုမှုတွေနဲ့အတူဂုံပြုတ်ချီတူးစကားတွေဟာကမ္ဘာတိုက်ကြီးအသီးသီးမှာပြန့်လွင်လာပါတယ်။ဗာတီကန်မှာတော့ကက်သလစ်ဘုန်းတော်ကြီးများအလဲ ဝင့်ထဲစွာရက်တည်ရင်လူတို့ရဲ့အကြည်ညိုကိုခံယူနေတဲ့ပုတ်လီယို14ဟာမေလ9ရက်ကစတင်ခဲ့တဲ့ပုတ်ရဟန်းမင်းကြီးရွေးချယ်ပွဲမှာမဲ3ပုံ2ပုံနဲ့အရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ကဘာအဝမ်းကအသက်80နှစ်အောက်ကာဒီနရီဟာ16 Chapel ဖရာကျောင်းမှာလျှို့ဝှက်မဲပေးရင်နှစ်ရက်မြောက်နေ့မှာပဲပုတ်ရဟန်းမင်းကြီးအစ်စ်ကိုတင်မြှောက်နိုင်ခဲ့ကြပါတယ်။ဒီနေရာမှာအလင်းတင်တယ်လို့ပြောရရင် အမှုပညာလက်ရပေါင်းများစွာရေးချစ်ပုံဖော်ထားတဲ့ဘာသာရေးအဆောက်အအုံတွေပြလိုက်တွေကြားရကမှတမိုင်းဝင်16 chapter အကြောင်းပြောပြရစီ16 chapter ဟာ Vatican City အတွင်းမှာရှိပြီး1483ခုနှစ်မှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်1481ခုနှစ်မှာအပိသက်တည်ဆောက်နိုင်ခဲ့ပြီးတိဆောက်သူ Pope Sixtus 14နာမည်ကိုအစွဲပြုပြီး Sixtus Chapel လို့ခေါ်တွင်ခဲ့တာဖြစ်ပါတယ်။ Great Chapel လို့အဓိပ္ပာယ်ရတဲ့ဒီဖရာကျောင်းထဲမှာ ခရစ်တော်ရဲ့ပုံရိပ်တွေပုံယဟန်မကြီးရုပ်ပုံတွေအပြင်လူယဉ်ကျေးမှုနဲ့သက်ဆိုင်တဲ့အမှုပညာလက်ရာတွေကိုမြင်တွေ့ရှုစားကြရမှာဖြစ်ပါတယ်။ကွန်ကလေးဖလို့လူသိများတဲ့ပုံယဟန်မကြီးအစ်စ်ရွေးချယ်ပွဲကိုလည်းဒီဖရားကျောင်းထဲမှာပဲကျင်းပလေးရှိပြီးပုံမှန်အားဖြင့်မဲပေးမဲ့ဂါဒီနရီကဖုန်းယူဆောင်ခွင့်မရှိတယ်လို့မီဒီယာသမားတွေကိုလည်းသတင်းယူခွင့်ပိတ်ပင်ထားပါတယ်။သူသိစွာမဲပေးကြရပြီးတနေ့နှစ်ကြိမ်မဲပေးလို့ရှိပါတယ်။ ကာဒီနယ်တွေကကိုကိုကိုယုံကြည်ချက်အတိုင်းမဲပေးကြရပြီးမဲအများဆုံးရသူမပေါ်ထွက်လာသေးပါကမဲတွေကို ကောက်ရိုးအစိုးရဓာတ်ရုပ်ပစ္စည်းတွေနဲ့မဲတွေကိုမိရှုကြရပါတယ်။လေးနဲ့အတူလွင့်လာတဲ့မိကူမဲမဲတွေကိုကြည့်ပြီးလူလူက ပုတ်ရဟန်းမင်းကြီးမပေါ်ထွက်သေးဘူးဆိုတာသိနိုင်ပါတယ်။အရွေးချေခံရသူပေါ်ပေါက်လာပါကမဲဆာရွက်တွေကြီးကိုမိရှုကြရတာမို့မိကူအဖြူတွေသာ ခေါင်းနိုင်ကနေထွက်ပေါ်လာမှဖြစ်ပါတယ်။ ဒါဆိုအားလုံးစောင့်စားနေတဲ့ပုတ်ရဟန်းမင်းကြီးအစ်စ်ပေါ်ထွက်လာပါပြီ။ပုတ်လီယိုဆိုတာဘာလဲ။ဘေးကလည်းခုထပ်ပေါ်လာတဲ့ပုတ်လီယိုရဲ့မူလနာမည်က Robert Francis Prevost ဖြစ်ပါတယ်။1955ခုနှစ်မှာဖွားရမှုတက်တော်69နှစ်ရှိနေပြီဖြစ်ပါတယ်။မြောက်အမေရိကတိုင်းရင်ပထမဆုံးပုတ်ရဟန်းဖြစ်လာတဲ့ပုတ်လီယိုဟာပေရူးနိုင်ငံသားခံယူထားသူဖြစ်ပါတယ်။ပေရူးနိုင်ငံအနောက်မြောက်ပိုင်းမှာတင်းအုပ်စရာဖြစ်၎င်း ဓမ္မကတိကဘာသာရေးဆရာအဖြစ်၎င်းနှစ်ပေါင်းများစွာကြာအောင်တဒနာပြုခဲ့သူလည်းဖြစ်ပါရင်ခုပြန့်လွင့်လာတဲ့ Pope Francis ကိုတိုင်က Robert Francis Prevost ကို Bishop အဖြစ်၎င်း Cardinal အဖြစ်၎င်းတာဝန်ပေးခဲ့ပါရင် Robert Francis Prevost ဟာ Cardinal ရေကြာလူသိများထင်ရှားသူဖြစ်ပါရင် Bishop ရွေချယ်ရေး Bishop ရေကိုအနီးကပ်ကြည့်ကြရေးတာဝန်ယူထားရသူလည်းဖြစ်ပါရင် တမိုင်းကြောင်းလာခဲ့သူမို့အခုလိုနှစ်ရက်နဲ့ရွေးချယ်ခံခဲ့ရတယ်လို့လေတချို့တွေကပြောဆိုကြပါတယ်။အရင်အရင် ကတာဝန်ယူထားရတဲ့ပုံရဟန်းမင်းကြီးတွေရဲ့လုပ်ငန်းစဉ်တွေကိုဆက်လက်လှုပ်ဆောင်ဖို့ဂတိကဝတ်ပြုခဲ့ရုံသာမကပဲပုပ်ဖရန်စီရဲ့ဝါဒတွေကိုလည်းဆက်လက်လှုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။အခုလိုရွေးချယ်ခံရမှုအပေါ်အမေရိကန်သမ္မတဟောင်းဂျော့ဂျ်ဝဘုရှ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်စင်ကာပူဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီးယူကရိန်းသမ္မတကနေဒါသမ္မတအီတလီဝန်ကြီးချုပ်နဲ့ UK ဝန်ကြီးချုပ်အပါအဝင်ကမ္ဘာတစ်လောကနိုင်ငံရေးခေါင်းဆောင်ဘာသာရေးအကြီးအကဲတွေနဲ့ကမ္ဘာသူကမ္ဘာသားတွေအားလုံးကကြိုဆိုဂုဏ်ပြုစကားဆုခဲ့ကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့လူတွေလည်းပေါ့လီယိုဒရက်ဂုဏ်ယူကြောင်းစကားသံတွေကိုကွမ်မတ်မှာခြံထားနိုင်ပါတယ်။အမေရိကန်လူသားတွေရဲ့အတန်းတွေကို ကမ္ဘာကသိအောင်ပြောကြပေးမယ်။ ပုတ်ရဟမကြီးအစ်စ်ကိုကျူဆိုပါကြောင်းပြောကြရင်ဗီဒီယိုလေးကိုဒီနေရာမှာပဲဆုံးသက်ပြရစေ။